မြန်မာနဝချနယ်ကိုအစဉ်တစိုက်အားပေးနားဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါ။ကျမတို့ရဲ့ channel လေးကနေပရလောကနဲ့ဂမ္ဘာဇလားကောင်းလေးတွေကိုနေ့စဉ်ရွေးချယ်တင်ဆက်ပေးနေပါတယ်။ဒီကနေ့မှာတော့ပရိသတ်များနားဆင်ရမယ့်ဇလန်းလေးကစာရေးဆရာအကဆော်ရေးသားထားတဲ့မြို့တက်ကငမဲတို့တာအမိဆိုတဲ့ဖြစ်ရမယ့်ဇလန်းလေးကိုပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်။လမ်းထိပ်မှာရှိတဲ့ခွေးလေးခွေးလေးနေဟာသူ့အမြင်တော့ထိုးပြီးဥလိုက်ကြတာ။ မှန်ဆိုရင်ခွေးတွေကလူစင်းမြေဟောင်းလေးရှိပေမဲ့အခုတော့ထူးဆန်းစွာနဲ့ပဲဆစ်ဆစ်ငင်ငင်ဦးနေတယ်။အာဒီခွေးတွေတော့ငါလောက်လိုက်ရကိုတင်းငွေကလမ်းမပေါ်ကအုပ်နေခဲ့အပိုင်းတစ်ခုကိုကောက်ပြီးလမ်းမပေါ်မှာအိတ်ကတော့ဦးနေတဲ့ခွေးတွေကိုကောက်ပေါက်လိုက်တော့မှခွေးတွေထွက်ပြေးသွားပြီးခလန်းလန်းမှရှိတဲ့စိုက်ကားကိတ်လေးအောက်စီကိုတိုးဝင်သွားခဲ့တယ်။လမ်းမကြီးတစ်ခုလုံးကိုအုပ်နေခဲ့နဲ့တိုင်ဖြတ်ထားတဲ့အင်္ဂလိပ်အခဲအပိုင်းစားတွေနဲ့ခင်းထားပြီးတော့လမ်းတစ်ခုလုံးကခလုတ်ကန်သွင်းနေတဲ့ပြင်းနေနေတယ်။ မိုးကတပြရွာထားတဲ့အတွက်လမ်းမပေါ်မှာဘွားအိုင်တယောက်ဟိုတအိုင်ဒီတအိုင်နဲ့အိုင်ထွန်းနေတယ်။ကိုတင်ငွေတယောက်လမ်းမကြီးအတိုင်းဆက်လျှောက်လာခဲ့တယ်။တရက်ကွက်ကမြို့သိရက်ကွက်ဖြစ်တော်မို့လူနေကျဲပါလာတယ်။လမ်းမေးတစ်ဖက်တစ်ချက်မှာလည်းချက်အလုပ်ကြီးတွေရှိပြော့အိမ်လေးတွေကလည်းဟိုတလုံးဒီတလုံးကွက်တီးကွက်ကြားတည်ရှိနေပြီ။အိမ်လေးတွေကအမှောင်ကျနေလေတယ်။ကိုတင်ငွေရဲ့လက်ထဲမှာအမဲသားဟင်းတစ်ထုပ်နဲ့ထမင်းတစ်ထုပ်ကိုကင်ထားပြီးတော့ ပလင်းအပြည့်အနီးပါရှိနေတဲ့အရက်ပလင်းကိုတော့ခါးချားမှာထိုးထားတယ်။ရန်ကလည်းမှောင်လိုက်တာကွာ။ကောင်းကင်မှာမိုးရိပ်ဆင်းနေတဲ့အတွက်ပဝင်းကျင်ကမှောင်အထိကျနေတယ်။ကိုတင်းငွေဆက်လျှောက်လိုက်ရင်ဆက်လေတောက်ချင်တယ်လို့ဖြစ်လာတယ်။ရန်အတိုင်းလျှောက်လိုက်ရင်ရင်းမြကူတံတားလေးတစ်ခုစီကိုရောက်လာခဲ့လေတယ်။တံတားလေးကအုပ်ပေါင်းလေးရှိတဲ့အတွက်အဲ့ဒီအုပ်ပေါင်းကလေးမှာခဏထိုင်ပြီးလူကရေချိန်ကိုက်နေပြီဖြစ်တယ်လို့လမ်းကြီးလျှောက်လာရတဲ့အတွက်အတော့ကိုမောဟိုက်လိုက်ပြီး ခါကြပလင်းကိုထုတ်လို့တငုတ်ခန့်ကိုမိခဏဆက်ထိုင်နေလိုက်တယ်။ကိုတင့်ဝင်ကျုပ်တို့ခရီးသွားတော့ကျုပ်တို့ရဲ့အိမ်ကလေးကိုခဏဆောင်ပေးပါဗျာ။ရောက်ဖဖြစ်သူကသူ့ကိုအကူအညီတောင်းလာတယ်။ကိုတင့်ဝင်ကမဆောက်ချင်ပေမဲ့ညီမဖြစ်သူကအိမ်ဆောင်ကဖြစ်ငွေတရားပေးမယ်လို့လဲဆိုတယ်။ကိုတင့်ဝင်ကအလौကျန်းသမားအခုတော့ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှလောက်ကနေတယ်။ညီမဖြစ်သူရဲ့အိမ်မှာ၃ရက်လောက်ညှိုက်ပြီးပတ်စံလဲရမယ်ဆိုတော့ကိုတင့်ဝင်လက်ခံလိုက်တယ်။ အချိန်က1989ဝင်းကျင်ခန့်အချိန်ကဖြစ်တဲ့အတွက်ငွေတရာဆိုတာကလည်းတိတ်မနေတဲ့ပမာဏပဲဖြစ်ပါတယ်။ကိုတင်းငွေရဲ့ညီမကကန့်ကောင်းတယ်။အစိုးရဝင်တဲ့တူနဲ့အိမ်အောင်ကြပြီးတော့ရန်ကုန်မြို့ပေါ်မှာရှိတဲ့ရက်ွက်တစ်ခုမှာအိမ်အသေးလေးစောက်ပြီးနေထိုင်နေတယ်။ဒါမဲ့မကြခင်မှာပဲညီမဖြစ်သူနေထိုင်တဲ့ရက်ွက်လေးကမိဘတင့်လေတယ်။ဒီကမိဘတင့်ပြည်သူတွေကိုယခုမြို့ွက်တင့်မှာပေ၄၀၆၀ကျဲတဲ့အကွက်တွေကိုပြန်လဲအစားထိုးပေးတဲ့အတွက် မြမဖြစ်သူတို့ကယခုမျိုးတစ်ကိုပြောင်းရွှေ့လာခဲ့ကြကြီးဖြစ်ပါတယ်။ဒါပေမဲ့မျိုးတစ်ကလူမစီကားသေးဘူး။လမ်းတွေကလည်းဘွဲပေါက်နေတဲ့လမ်းတွေ။ပတ်ဆက်မရှိသူတချို့သာမျိုးတစ်မှာလာရောက်အခြေချနေတယ်။အခုလည်းညီမတို့လင်မြန်းနှစ်ယောက်မျိုးတစ်မှာလာရောက်နေထိုင်ကြနေတယ်။သူ့ယောက်ျားဖြစ်သူရဲ့ဇာတိနယ်ကိုအလဲထွက်သွားတော့အကိုဖြစ်သူကိုတင့်ငွေကိုအိမ်ဆောင်ခိုင်းခြင်းဖြစ်ပါတယ်။အိမ်ရောင်လည်းလူဆောင်မရှိလို့မရ။လူနေကျဲပါတဲ့မျိုးကွက်တက်မှာတခိုးတဝက်တွေကပေါများလိမ့်တယ်။ လူမရှိတဲ့အိမ်တွေကမကြခဏဆိုသလိုဖောက်ထိတ်ခံရပြီးတခိုးတွေကနေကင်းအချိန်မှာမခိုးဝင်ပေမဲ့ညဘက်လူကြေးတိတ်တဲ့အချိန်မှာတော့စိုးသွဲမင်းမှုန်နေကြလေတယ်။ကိုတင်ငွေရောက်အုတ်ခုံလင်းမှာထိုင်နေရင်းနဲ့ဘေးဘီကိုကြည့်လိုက်တယ်။ရေမြောင်းကလေးရဲ့ဘေးနားမှာရှိတဲ့မြေကွက်လက်မှာအုတ်ခုကြီးတွေကိုတွေ့ရပြီးအုတ်ခုဆယ်လုံးလောက်တော့ရှိမယ်ထင်တယ်။ယခုမြေကွက်သေးနေရရခင်ကလူမနေတဲ့ကွင်းကြီးတွေဖြစ်ပြီးတော့ယခုမြင်နေရတဲ့အုတ်ခုကြီးတွေကလည်းတစ်ချိန်က လူတွေအသုံးပြုခဲ့တဲ့တင်ညာဟောင်းကြီးပဲဖြစ်ပါတယ်။ကိုတွင်းငွေကထိုင်ရင်ပါဇက်ချင်လာတာကြောင့်အင်ကြီးအိတ်ထရာတောက်လက်ဆဆေးဘောလစ်ကို ထုတ်ပြီးမိချစ်ဆန်ဘူးကိုထုတ်ယူလိုက်တယ်။မိချစ်ဆန်ဘူးတွေကမိချစ်ဆန်တဆန်ကိုထုတ်လိုက်ကဘူးနှပေးမှာရှိတဲ့ရန်နဲ့ပုတ်လို့ချစ်နေမိတယ်။သုံးလေးချက်ခတ်ပုတ်လိုက်တော့မှမိချစ်ဆန်ကဟုံကနဲ့မိတောက်လာလို့တော့ဆဲလစ်ကိုမိချစ်ဆန်နဲ့တွေ့လိုက်တယ်။ဒီလိုနဲ့ဆဲလစ်ဖွာပြီးဆဲလစ်ငွေတွေကိုမိုးပေါ်စီမှုတ်တင်ပြီးတော့မှ ူ့နှပင်းမှာလူတယောက်လာထားနေတာကိုမြင်တွေ့လိုက်ရတယ်။ပဝင်းကျင်ကအမောက်ဖုံးနေတဲ့အတွက်ဒီလူကိုတဲတဲကွဲကွဲမမြင်ရအောင်။လန့်လိုက်တာကွာငါလက်ခွေးလေ။မင်းဘာသူလဲ။ကျုပ်ကဟိုးပဲအကွက်ကပါ။အေးကွာညလည်းမှောင်လလည်းမထွက်လန့်လည်းခက်ကြမ်းကြမ်းနဲ့ဆိုတော့ပွားရတာခရီးမပေါ့ဘူးကွာ။ကိုတင်ငွေကမတက်ထရက်လိုက်တယ်။ပလင်းကိုယူလို့ခါးကြစီတိတိချာချာထုတ်ထည့်လိုက်တယ်။အဲနောက်ထလာတဲ့အချိန် သူ့ဘေးကလူငယ်ကသူ့အရှိမပိတ်ရလိုက်တယ်။ဟေးကောင်မင်းဘာလုပ်တာလဲ။ကျောက်ဘိုက်စာလို့ခမားလက်ထရားကင်လာတဲ့အမဲသားဟင်းလေးကျွေးပါလားဗျ။အမဲသားကတော့ကိုတင့်ဝင်အကြိုက်ဆုံးအသား။ဒီကနေ့လဲညီမဖြစ်သူပြီးခဲ့တဲ့ငွေတရာနဲ့အမဲသားဟင်း20ဘုတ်ဝယ်ဆလိုက်တယ်။တဝက်ကိုဘုံဆိုင်မှာမြူးလို့ကြက်နဲ့တဝက်ကိုအိမ်မှာအရက်နဲ့အေးအေးဆေးဆေးမြင်းမယ်လို့တွေ့ပြီးတော့မှတဲလာခဲ့တယ်။အမဲသားတုံးကြီးက၄-၅တုံးလောက်ကြက်နေသေးတယ်။ဟေးကောင်ကျွေးစရာလားကွာ။ မကြွေးဘူးငါရှေ့ကဖဲသောကွာလာမလျှောက်နဲ့ကိုတင်းငွေကဒီလူကိုတွန်းထုတ်လိုက်လိမ့်တယ်ဒါပေမဲ့လူကိုတွန်းရတာနဲ့မတူပဲဘီလက်နဲ့အိတ်ခွန်ကိုတွန်းရတယ်လို့အဝိဆောက်ကိုတွန်းရတယ်လို့ပြောပြောကြည့်ဖြစ်နေတယ်ဒီလူငယ်ကသူ့တွန်းလိုက်တဲ့အခါမှာလမ်းဘေးကိုကျဆင်းသွားခဲ့တယ်ကိုတင်းငွေဆက်လျှောက်လာခဲ့ရင်အဲ့ဒီလူငယ်ကသူ့ရဲ့အနောက်ကနေကိုချောင်းချောင်းနဲ့လိုက်ပါလာတာကိုတွေ့ရတယ်ကိုတင်းငွေကလူမဟုတ်မှတိတ်မရိမ့်မိသေးဘူးတရေဆိုတာကလည်းမကြောက်တဲ့တော့ ဒီကြံပို့ဆိုးလိုက်ရင်ထိုးကျိတ်လိုက်မယ်လို့တွင်းမိတယ်။မကြခင်မှာပဲညီမဖြစ်သူရဲ့အိမ်ရှိကို ရောက်လာတယ်။ခြံတကားကိုဖွင့်ပြီးခြံထဲကိုဝင်လိုက်တော့ဒီလူငယ်ကခြံဝမှာရက်ကျက်နေခဲ့တယ်။ခြံစည်းရိုးကဝကတ်တွေနဲ့ကာရထားတာဖြစ်ပြီးခြံရှိမှလည်းဘာအပင်မှမရှိပဲပြောင်ရှင်းနေလေတယ်။အိမ်ဝင်ဝမှာချထားတဲ့ရေအိုးရီယာရေလူကိုခတ်ယူပြီးတော့ခြေထောက်စည်းကအိမ်မော်ကိုတက်ခဲ့တယ်။မောင်မိုက်နေတာကြောင့်ဖျောင်းနယ်တဲ့တိုင်ကိုရှောက်ဖွေပြီးထိုးညစ်လိုက်လေတယ်။အိမ်ထဲမှာအနေငယ်လင်းသွားတယ် တိုင်ကန်နိုင်ရည9နိုင်ခွဲကိုညှို့ပြနေပြီကိုတင်းဝေဟာလက်ထက်ရဟင်းထုတ်ထမီးထုတ်တွေကိုအနည်းမှရှိတဲ့ဇပွဲပေါ်ကိုတင်ပြီးတော့ခအရက်ပလင်းကိုလည်းဇပွဲပေါ်မှာချထားလိုက်တယ်။ပင်ပန်းလာတဲ့အတွက်အိမ်ရှိကျမ်းမြင်မှာပဲလှဲချလိုက်တော့မိခင်နဲ့အိပ်ဖြော်သွားခဲ့တယ်။နေလားငါ့သားကိုလှုပ်တာ။ဖွားတယောက်ကတို့ကိုလက်ညှိုးငေါငေါထုတ်ပြီးပြောနေတာ။အဖွားကြီးရဲ့မျက်တွင်းတွေကနမ်မောင်နေပြီ။အတွင်းတွေကမျက်လုံးဖြူ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 ကြီးကိုလည်းမြင်နေရတယ်။ အဖွားကြီးရဲ့ကူမအဝတ်အစားမပပဲခါအောက်ပိုင်းမှာထမိန်အပိုင်းဆောင်လေးတစ်ခုကိုပတ်ထားလိုက်တယ်။သူ့ရဲ့အနောက်မှာတော့ကောင်လေးတယောက်မတည့်ရနေတယ်။ကိုတင့်ငွေကအဲ့ဒီကောင်လေးကိုအသေးချာကြည့်လိုက်တော့ဘယ်သူများလဲလို့မင်းကလမ်းမှာငါ့ကိုဟင်းတောင်းစားတဲ့ငမဲပဲ။ဒီကောင်လေးရဲ့ဒီကိုလုံးကမိသွေးကဲလို့မဲနေနေတယ်။မျက်လုံးဖြူဖြူလေးသာမှိတ်တုံမှိတ်တုံနဲ့မြင်နေရလိမ့်တယ်။ဒီကလေးကကိုတင့်ငွေကသူ့ကိုငမဲလို့ခေါ်လိုက်တဲ့အခါမှာငုံမဲမဲဖြစ်သွားတယ်။တွေ့လားအမေ့ ကျွန်တော်ငမဲတဲ့မင်းကမဲလို့ငမဲလို့ခွာလေဘာဖြစ်လဲကိုတင်ခွေကနောက်ပြောင်နေတော့ဒီခါဖွားကြီးကလက်ကိုမြှောက်လိုက်တော့သူ့ရဲ့လဝါကြီးကတဖြည်းဖြည်းကြီးမလာပြီရက်တောင်ကြီးတစ်ခုနဲ့တူနေပြန်တယ်အဲနောက်ဖွားကြီးကကိုတင်ခွေကိုအားနဲ့ရိုက်ချလိုက်တယ်ကိုတင်ခွေတကုံလုံးထူပူသွားပြီးစက္ကနဲ့ကောက်ထလိုက်လေတယ်သူအိပ်ပျော်ပြီးအိမ်မက်မက်နေတာအဲဒီကားမကြီးကဟာလောင်ကြီးဖွင့်နေပြီးတော့လူတွေကလည်းတဝဝနဲ့တိုက်နေတာအော် ိမ်မက်ကလည်းစိုးလိုက်တာကွာကိုတင်းဝင်ရအိမ်တကားကိုပိတ်လိုက်တဲ့အချိန်ဘိုက်ကဆလာတယ်။ဒါနဲ့မြို့ပေါ်ကမှထိုင်ပြီးတော့ထမင်းစပွဲလေးတစ်ခုကိုချလိုက်လိမ့်တယ်။ထမင်းစပွဲပေါ်စီဖျောင်းနိုင်ကိုချပြီးသူဝင်လာတဲ့ထမင်းနဲ့ဟင်းကိုပကံအတွင်းအောင်ခုထည့်လိုက်လိမ့်တယ်။အဲနောက်ပလင်းကိုတုံုံမောတော့လိုက်ပြန်တယ်။မြို့ပေါ်ကလုံနေတဲ့အတွက်အိုက်ဆက်ဆက်ဖြစ်လာတာကြောင့်ထမင်းစပွဲရဲ့ဘေးနားမှာရှိတဲ့ဗရင်းပေါက်ကိုဖွင့်လိုက်တယ်။ဒီတော့မှလေယာတဝက်ဝက်နဲ့တက်ခတ်လာတယ်။ဝိုးရွာတော့မှဆိုတော့ မိုးတက်လူတွေကအနေငယ်ပြင်းထန်စွာတိုက်ခိုက်နေပြီးချန်ပီယံနောက်မှာလည်းမြေကွက်လက်ကြီးတစ်ခုရှိကခါလေလောက်ရှိတဲ့မျက်ပင်တွေကထုတဲစွာပေါက်ရောက်နေလေတယ်။ကိုတင်ခွေကအရက်ခွက်ကိုဖန်ခွက်တစ်လုံးနဲ့ငှဲ့နေတဲ့အချိန်သူ့ရဲ့ထမင်းအပေါ်စီပုံထားတဲ့အမဲသားတုံးတုံးကပျောက်ချင်းမလားပျောက်သွားလေတယ်။ဟာငါလက်ခွက်နဲ့ခုနကကြည့်တော့လင်းလုံးရှိပါသေးတယ်။အခုတောင်းတော့မဲ့ကြံ့တော့တာလား။ဗရင်ပေါက်အပြင်ကိုတစ်ချက်ကြည့်လိုက်သေးတယ်။ဘာမှမရှိဘူး။ ။ဒါနဲ့အမဲသားတို့တတော်ကိုဖဲ့လို့ထမင်းနဲ့မြုပ်ကပါးစက်ထဲသွင်းလိုက်တယ်။အဲ့ဒီအချိန်မှာပဲလက်ကြီးတစ်ဖက်ကဗရင်ပေါက်အပြင်ကနေဝင်လာပြီးထမင်းပေါ်စီပုံထားတဲ့အမဲသားတတော်ကိုဆဲအုပ်လိုက်တယ်။ကိုတင်းဝင်ရလဲလှင်ပြိုင်တဲ့သူမို့အဲ့ဒီလက်ကြီးကိုသူ့ရဲ့လက်နဲ့လှန့်ဆဲလိုက်တယ်။ဘယ်ခွေးတောင်းစားလောက်တာလဲကွ။ဗရင်ပေါက်ရဲ့အပြင်မှာ ခုနကတွေ့ခဲ့တဲ့မောင်မဲကမတည့်ရက်နေတယ်။ကိုတင့်ဝင်ရဲ့ဗရင်ပေါက်အပြင်ကိုကြည့်လိုက်တော့သူနဲ့မျက်နှာချင်းဆိုင်မိသွားတယ်။ လက်ကြီးကမောင်မဲရဲ့လက်မဲမဲကြီးဖြစ်ပြီးမောင်မဲကသူ့ကိုတွားဖျက်ပြတော့ဖြူဝင်းနေတဲ့သွားတွေအပြင်အဆွဲကြီးနှစ်ချောင်းကိုလည်းမြေတွေ့လိုက်ရတယ်။ဟဲ့ငမဲမင်းကမကြွေးဘူးကွာ။မင်းမကြွေးရင်လည်းငါလုစားမှာ။ငမဲကပရင်းပေါက်ကနေအတင်းကုန်းတက်လာတယ်။ငမဲရဲ့ကိုယ်လုံးမှာအမွှေးနဲ့ကြီးတွေပေါက်နေပြီးတော့တကိုယ်လုံးကြန့်ရှက်ရှက်အထီးတွေ့ကိုခန်းစားလိုက်ရတယ်။ကိုတင်းငွေကိုငမဲကစောက်တွန်းလိုက်တဲ့အခါကိုတင်းငွေကထိုင်ကုန်ပေါ်ကနေပြုတ်ကျပြီးကျဲမြင်မှလဲကျသွားခဲ့တယ်။ ။အမေကထမင်းစပွဲခုံမှာစောင်းကြောက်ကြီးထိုင်လို့ထမင်းတွေနဲ့အမဲသားတွေကိုသူ့ရဲ့ပါဇက်အတွင်းထဲစီကိုအငမ်းမရထိုးထက်နေတယ်။ဟေ့ကောင်အဲ့ဒါငါ့ဟင်းတွေကွာ။ကိုတွင်းငယ်ကမတက်ထရက်လိုက်တော့ပကံထဲမှာထမင်းတွေဟင်းတွေတစ်စက်မှမရှိတော့ဘူး။ဒါနဲ့သူဒေါသထွက်သွားပြီးငမဲနဲ့နှပန်းလုံးတော့တယ်။မိဖို့ကြောင့်အတွင်းထဲကပကံတွေရဲ့ပြုတ်ကြတဲ့ပလွင်းနေပြုတ်ကြတဲ့ဆူညံနေလိမ့်တယ်။နောက်တော့ငမဲကပရင်ပောက်ကနေပြန်ခုံဆင်းပြေးတယ်။ကိုတင်းဝင်လဲပရင်ပောက်ကနေခုံဆင်းလိုက်လိမ့်တယ်။ ပစိုးကျွတ်ကျသွားပေမဲ့ဘောင်းမီကျန်နေသေးတဲ့အတွက်ငမဲရဲ့အနောက်ကိုဆက်လိုက်လာခဲ့တယ်။ငမဲကလမ်းအတိုင်းပြေးလို့တော့ကိုတင်းငွေကငမဲရဲ့အနောက်စီရောဒေါသတကြီးပြေးလိုက်လာခဲ့တယ်။ဒါရလေးအနောက်ကိုရောက်တဲ့အခါငမဲကိုမိသွားတယ်။ကိုတင်းငွေကခုံအုပ်ပြီးငမဲကိုလှိမ့်ခါထိုးပါတော့တယ်။ဒီကသူ့ရဲ့ကျုံကုန်းကိုဗျံကနဲ့လိုက်နဲ့တစ်ချက်အရိုက်ခံလိုက်ရပြီးတော့ကိုတင်းငွေအတော်နာကျင်သွားလိမ့်တယ်။သူ့ကိုရိုက်လိုက်တဲ့သူကိုချိန်တဲ့အခါမှာအဖွားကြီးတယောက်ဖြစ်နေတယ်။နေငါတောင်းလုတ်တယ်ပေါ့။ င်းကိုငါလှုပ်မယ်။အဖွာကြီးစီကိုကိုတင့်ငွေကခေါ်အုပ်လိုက်ပြင်မဲ့အဖွာကြီးကသူ့ရဲ့လက်ကြီးနဲ့ကိုတင့်ငွေရဲ့မျက်နှာကိုစီးပြီးရိုက်ထက်လိုက်တယ်။ဒီရိုက်ချက်ကိုအမိသွားတဲ့ကိုတင့်ငွေကခေါင်းနဲ့မူးဝင်လာပြီးနောက်မင်းလဲကြသွားခဲ့လေတယ်။ဟဲ့လူထတော့ထတော့ဗျ။လူများကတည်းကလို့ကိုတင့်ငွေမျိုးလုံးဖွင့်ကြည့်လိုက်တယ်။ဒီကလူတွေကသူ့ကိုအုံခဲပြီးချိန်နေကြလေတယ်။မနက်မိုးလိမ့်နေပြီဖြစ်ပြီးညကတိတ်ဆိတ်နေတဲ့လမ်းမကြီးက လမ်းသွားလမ်းလာတွေဈေးတယ်တွေစိုက်ကားတွေနဲ့စီကားနေတယ်။ငမဲငမဲဒီကောင်ဘေးရောက်သွားလဲ။ကိုတင်ငွေကုန်းထားလိုက်တော့သူဟာအောက်ခွန်ကလေးရဲ့အနီးမှာလဲကျနေတာဖြစ်ပြီးသူ့နားမှာရှိတဲ့လူတွေကလည်းရီကျဲကျဲနဲ့လှုပ်နေတယ်။ခမားငမဲတို့တာမီနဲ့တွေ့ခဲ့ပြီထင်တယ်။ကိုတင်ငွေ ခေါင်းချင်းလိုက်လိုက်တယ်။ငမဲတို့တာမီကဟော့ဟွာတက်ပင်ကြီးမှာနေလာလိ။ဒီလိုလက်ညှိုးထုတ်ပြတဲ့နေရာကိုကြည့်လိုက်တော့ ချိန်မလာတဲ့မက်ဇလင်ပင်ကြီးကိုတွေ့ရပြီမက်ဇလင်ပင်ရဲ့အနားမှာလည်းအုတ်ကူဟောင်း၁၀လုံးလောက်ကအစီရှိနေတယ်ငမဲဆိုတဲ့ဒီကောလုံးမဲတဲ့အကောင်ကညာအချိန်မတော်ဒီလမ်းကနေဖြတ်သွားတဲ့လူတွေကိုနှောက်ရှက်နေတဲ့ကောင်ဗျခမည်းမသေးတာကန်ကောင်းတာပဲကိုတင်ခွေကကြောင်စီစီနဲ့မတ်တက်ရက်ပြီးတော့ညီမဖြစ်သူရဲ့အိမ်ကိုအမြန်ပြန်လာခဲ့တယ်ညာရောက်ခဲ့လိမ့်ပြီကိုတင်ခွေကားပေါ်ကဆင်းလိုက်တော့မြို့တိကားကိမ်းမှာလူတယောက်မှမရှိတော့ဘူးမြို့တိအဝင်လမ်းကြီးကလာရအောင်မှဖြိုးနေတယ် ကိုတင်းငွေဟာဒီညတော့အရက်တော်တော်မူးနေတယ်။လက်ထဲမှာလည်းအမဲသားဟင်းနဲ့ထမင်းထုပ်ကိုခြင်ထားပြတယ်။သူ့ဟောင်းနဲ့ခွေးတွေကို၆လမောင်းထုပ်ပြီးလမ်းဆက်လျှောက်လာခဲ့ကတဲ့မကြခဲ့အချိန်မှာပဲတရားလေးအနားကိုရောက်လာခဲ့ပါတယ်။အိုးပေါ်ပေါ်မှာလူရှင်းနေတဲ့အတွက်ကိုတင်းငွေကထိုင်ချလိုက်ကခါကြရဲရပလင်းနေရအရက်ကိုတချိုက်လောက်တော့မွတ်တောက်လိုက်ပြန်တယ်။ကြီးကမဆလင်းပင်ကြီးကလင်မတိုက်ပဲတရှဲရှဲနဲ့လှောက်ခါသွားပြီးတော့အပင်ပေါ်ကနေငမဲကပင့်ငူကြီးတကောင်လိုဇောက်ထိုးကြီးဆင်းလာတယ်။ အဲ့နောက်ကိုတင့်ငွေရဲ့နဘေးမှာဝင်ထိုင်လိုက်လေတယ်။ကိုတင့်ငွေကမတည့်ရက်ပြီးပစိုးချွတ်ကသူ့ရဲ့ပခုံးမှာကွင်းသားလိုက်တယ်။ကြောက်ပိုက်စားတယ်။ကြောက်ကိုအမဲသားကြီးကျွေးစားမှာဗျာ။ကိုတင့်ငွေကဘာမှမပြောတော့ပဲငမဲရဲ့မျက်နှာကိုလက်သေးနဲ့အားကုန်ထိုးချလိုက်တယ်။အဲ့နောက်မှာတော့ကိုတင့်ငွေနဲ့ငမဲဟာသုံးညတန်တန်ထိုးနဲ့တက်ပုတ်ကြလိမ့်တယ်။သုံးရက်လုံးတဲ့အခါညမဖြစ်သူခီးရပြန်လာတဲ့အတွက်ကိုတင့်ငွေကမြို့တိတ်ကလေးဘက်ကိုချိန်ဦးမလဲဖြစ်တော့ ဒါပေမဲ့တယောက်စကားတယောက်နာနဲ့တေးငမဲနဲ့ထိုးကြည့်ခဲ့တဲ့ကိုတင့်ဝင်ရဲ့အကြောင်းကိုအဲ့ဒီမျိုးသစ်လေးမှာဗစက်ရာဇဝင်တစ်ခုအဖြစ်ပြောဆိုနေကြတယ်။အခုတော့အုတ်ကူကြီးတွေရောမဲစလီပင်ကြီးတွေရောမရှိတော့ဘူး။ဒါပေမဲ့လမိုင်လောက်ကွယ်ညမျိုးမှာရင်များကူတရာအုတ်ပောင်ကလေးပေါ်မှာထိုင်နေတက်တဲ့ငမဲကိုရက်ွက်ကလူတွေကမြင်တွေ့တက်ကြပါတယ်။ပရိသတ်များရှေ့မြို့သစ်ကငမဲတို့တားပြီးဇလန်လေးကတော့ဒီလောက်ပါပဲနော်။နားစင်အားပေးခဲ့ကြတဲ့ပရိသတ်တွေတူဦးချင်းစီကို ကျေးဇူးအထူးပဲတည်ရှိတယ်လို့စာရေးဆရာအကဆောင်လည်းကျေးဇူးအထူးပဲတည်ရှိပါတယ်ရှင့်ဒီဇလန်လေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမိပဲဖြစ်ပါတယ်ပရိသတ်များအားလုံးပဲကံကောင်းခြင်းပြည့်ရှင်ခြင်းကျမ်းမာခြင်းတွေကို အစဉ်သာဝရပတ်ဆိုင်နိုင်ကြပါစေရှင်